ားလုံးပဲမင်္ဂလာပါခစ်သစ်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင်အစီအစဉ်လေးမစခင် channel လေးကို like and subscribe လုပ်သွားဖို့လည်းမြင့်တာရက်ခံလိုပါတယ် အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့နှထိုးကြီးနဲ့မလိုင်မြို့နယ်တို့တွင်စစ်တပ်စစ်ကြောင်းများကိုတလကြပိတ်ဆို့တိုက်ခိုင်းမှုဗိုလ်မှူးကျော်မင်းအပါအဝင်စစ်သား38ဦးသေဆုံးပြီးကိုဦးအရှင်မိကလက်နက်မျိုးစုံ40ကျော်ဒရုန်းနဲ့ဂျမ်းမာများသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းနှထိုးကြီးမြို့နယ် မလိုက်မြို့နယ်တို့တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတလားချပိတ်ဆို့တိုက်ခိုက်ရာဗိုလ်မှူးကျော်မင်းအပါဝင်စစ်သား38ဦးသေဆုံးပြီး5ဦးအရှင်မိကလက်နက်မျိုးစုံ40ကျော်ဒရုန်းနှင့်ချမ်းမာများသိမ်းဆည်းရရှိခဲ့ကြောင်းညင်းချန်ခရိုင်အမှတ်လေးတပ်ရင်းနှင့်ညင်းချန်ခရိုင်အမှတ်30တပ်ရင်းမှပြောရေးဆိုခွင့်ရှိသူဆရာဆိုးကသတင်းဌာနကိုပြောကြားပါသည်စက်တင်ဘာလ25ရက်နေ့မွန်လွဲ3နာရီခန့်တွင်နထိုးကြီးမြို့နယ်ရန်ကင်းဖျားမှမြိုင်သာကြီးရွာဘက်သို့စစ်ကြောင်းထိုးလာသောအင်အား200ခန့်ပါစစ်တပ်စစ်ကြောင်းကို ညင်းချန်ခရိုင်အမှတ်လေးတရင်ညင်းချန်ခရိုင်အမှတ်30တရင်မြေတာပါကပေါင်းအခြားမဟာမိတ်တပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခရံတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုထိတွေ့တိုက်ပွဲအတွင်အကြံဖက်စစ်တပ်ဘက်မှဘူကြီးတအုပ်အပါဝင်တပ်သား9ဦးနဲ့အထက်တိဆုံးခဲ့ကြောင်းထို့ပြင်တိုက်ပွဲအတွင်စစ်သားအလောင်းတလောင်းနဲ့ MA5 တနက်တလက်အောင်ဒိန်းစီရမိခဲ့ကြောင်းသိရပါတယ်အော်တိုဘာလာတရက်နေ့မိုးလဲ၂နာရီကျော်ခန့်တွင်နထိုးကြီးမြို့နယ်ညိုင်းသာရွာကို မီးရှို့ဖျက်ဆီးပြီးနှထိုးကြီးမြို့နယ်တိုင်းလေရွာအနီးကိုဦးတီစစ်ကြောင်းထိုးလာသောအင်အား250ခန့်ပါစစ်ကြောင်းကိုမြင်းချံခရိုင်အမှတ်လေးတရင်မြင်းချံခရိုင်အမှတ်30တရင်နဲ့အတူမဟာမိတ်ပူးပေါင်းအဖွဲ့များဖြစ်သောမြေသားပါကာဖာမြင်းချံခရိုင်ဒရုန်းတပ်ဖွဲ့များကတိုက်ဆိုတိုက်ခိုက်ခဲ့ရာတိုက်ပွဲ3နာရီကျော်ကြာမြင့်ခဲ့ကြောင်းတိုက်ပွဲအတွင်းစစ်တပ်စစ်ကြောင်းကအထင်အပြီးဖွဲ့စည်းပုံပြတ်၍စစ်ဦးလန်သွားခဲ့ကြောင်းရင်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားလေးဦးကိုအရှင်ဖမ်းမိပြီးစစ်သား၁၀ဦးထပ်မံတီးဆုံးခဲ့ကြောင်းသိရပါတယ် ထိုးတိုက်ပွဲအတွင်းအကြံဖတ်စစ်တပ်ထံမှငချင်းမီတလန် MA11 3လန် G3 2လန် MA1 တလန် M79 တလန် MA5 2လန်ရုံနှစ်စီကြီးမျိုးစုံ3300တက်ဆက်နှစ်တောင်း40မမ၃လုံး60မမ9လုံး RPG တပ်ပူဒရုန်းဘုံ၄ပါပူရန်တောက်စက်တက်တောင်းလက်ပြဘုံ12လုံးအီနာကာတလုံးကြီးပေါက်20ပေါက်ကက်တီ73ခုဂျမ်မာကာတစီကာ30တို့တင်စီရမိခဲ့ကြောင်းသိရပါတယ် အော်တိုဘာလ9ရက်နေ့တွင်မလိုင်မြို့နယ်နှောကန်ရွာဘက်မှမလိုင်မြို့နယ်အင်ကြီးတောရွာဘက်သို့စစ်ကြောင်းထိုးလာသောအင်အား200ခန့်ပါစစ်ကြောင်းကိုရင်းချံခရိုင်အမှတ်လေးတိုက်ရင်ရင်းချံခရိုင်အမှတ်30တိုက်ရင်ကတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရင်းထိတွေ့တိုက်ပွဲသည်အော်တိုဘာလ12ရက်နေ့ထိ၄ရက်ဆက်ဖြစ်ပွားခဲ့ပြီးထိုတိုက်ပွဲအတွင်မလိုင်မြို့နယ်နှင့်တောင်တာမြို့နယ်တို့တွင်အမျိုးသမီး20ဦးအထက်ကိုအလိုမတူပဲအတင်းအဓမ္မပြုကျင့်တပ်ဖြတ်ခြင်းပြည်သူပိုင်းနေအင်းများကိုမိရှုဖြက်စီခြင်းညာဦးဆောင်လောက်ကိုင်းခဲ့သောဘုံမူးကျော်မင်းအပါဝင်စစ်သား20ဦးထက်မနည်းတေဆုံးပြီးစစ်သား9ဦးကိုလည်းအရှင်ဖမ်းမိခဲ့ကြောင်းသိရှိရပါသည် ထိုတိုက်ပွဲတွင် MA16 လက် MA25 လက် MA36 လက် MA4 တလက် RPG တလက်ငကြင်းမီ2လက်60မမပြောင်းတို့3လက်60မမပြောင်းရှိတလက်ငကြင်းမီပြောင်းတက်ခုကြီးမျိုးစုံ6088တောင်းပိုကြီး25တောင်း40မမ15လုံး60မမ17လုံး RPG 12ဘူး RPG ပိုရန်9တောင်းရစာပလင်း17လုံးလက်ပစ်ပုံ၄လုံး M9 2လုံးဒရုန်း2စီး ဒရုန်းရှူတာနှစ်ခုကျော်ဖိုးဂျမ်မာတစ်ခုဂျမ်မာအကြီးတစ်ခုကာတုံးစီဒရုန်းဘုံးသီးနှစ်ဖာကြီပေါက်အစုံ56ပေါက်တို့ကိုတင်စီရမိခဲ့ကြောင်းသိရပါတယ်။အော်တိုဗလာ၁၂ရက်နေ့တွင်မလိုင်မြို့နယ်အင်ဂျီတော်ရွာမှစစ်ကြောင်းထိုးလာသောအင်အား200ပါစစ်ကြောင်းနှင့်ရင်ချန်ခရိုင်အမှတ်လေးတရင်ရင်ချန်ခရိုင်အမှတ်30တရင်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှထိခိုက်သေးဆုံးသူများပြခဲ့ခြင်းကြောင့်မလိုင်မြို့နယ်နှောကန်ရေစခန်းမှစစ်ကူလာတဲ့စစ်ကြောင်းကိုပါရင်ချန်ခရိုင်အမှတ်လေးတရင်ရင်ချန်ခရိုင်အမှတ်30တရင်နဲ့အတူ မဟာမိတ်အဖွဲ့များဖြစ်သောမြင်းချံခရိုင်အမှတ်၁တပ်ရင်းမြင်းချံခရိုင်အမှတ်၈တပ်ရင်းနှစ်ထိုးကြီးပောက်ကဖာတတာဥပောက်ကဖာတို့မှကြားဖြတ်တိုက်ခိုက်ခဲ့ပြီးအကြံဖတ်စစ်တပ်ဘက်မှထိခိုက်တိုက်စုံမှုများပြခဲ့ပြီးအကြံဖတ်စစ်သားများထံမှ MA1 လေးလံ MA2 နှစ်လံ MA3 လေးလံ60မမပြောင်းထိုးတက်လက်တို့တင်စီရရှိခဲ့ကြောင်းသိရှိရပါတယ် စက်တင်ဘာလ25ရက်နေ့မှအောက်တိုဘာလ12ရက်နေ့အထိမြင်းချံခရိုင်အမှတ်လေးတည်ရင်မြင်းချံခရိုင်အမှတ်30တည်ရင်တို့နဲ့တူပူပေါင်းအဖွဲ့များသည်စစ်ကော်မရှင်မှလှုပ်ဆောင်ခဲ့သောထိုးစစ်အားအကောင်ဆုံးခုခံကာကွယ်ခဲ့ပြီးခန့်စစ်အနေထားမှထိုးစစ်အသွင်အပြင်သို့ရဲဘော်များကအသက်သွေးချွေးများရှင်းနေပြီးစစ်ဦးလံသည့်အထိတွန်းလှန်ခဲ့ကြောင်း ော်လိုင်းကြီးကာလာဖြစ်တဲ့အတွက်လည်းတရင်တက်ဖွဲ့အပေါ်ကိုပြည်သူလူထုအနေဖြင့်နားလည်သဘောပေါက်လိမ့်မည်ဟုခြုံကြည်ကြောင်းစစ်ကောင်စီထိုးစစ်တွင်လေချောင်းကိုအလွန်အကျွံသုံးခဲ့သည်ကိုလည်းပြည်သူများသိရှိကြရပြီလေဖြစ်ကြောင်းဆက်လက်၍တော်လိုင်းကြီးအရေးတစ်ခုကိုဦးတည်တဲ့စီရေးဖော်ဆောင်မှုတွေရှိလာအောင်ကြီးဖြစ်တဲ့အတွက်ပြည်သူများအနေဖြင့်တော်လန်တွန်းလန်လူစိတ်တွေမတွန်းဆုတ်ပဲဘုံရန်သူအားမမီလျော့ပဲ နိုင်သည့်တာဝန်ကိုထမ်းပြီးပြည်သူနှင့်တော်လှန်ရေးရဲဘော်တော်လှန်ရေးရဲဘော်နှင့်ပြည်သူလက်တွဲမဖြုတ်ဘဲစီလုံးညီညွတ်စွာတော်လှန်ရေးအောင်ပွဲရသည့်အတိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဆရာစိုးကဆက်လက်ပြောဆိုပါသည်ဆလဘီကလေးထောင်ကအကျဉ်းသားတွေပြင်ပဆေးရုံမှာဈေးကူတာခွင့်ရဖို့အာနာပိုင်တွေကိုချက်သိန်း၁၀နဲ့ချီပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှဖြစ်ပါတယ်။စကိုင်းတိုင်းကလေးမြို့ကလေးအကျဉ်းထောင်ရှိအကျဉ်းသားတွေအနေနဲ့ ထောင်အားနောက်ပိုင်းတွေကိုငွေကျပ်သိန်း၁၀နဲ့ချီပေးမှပြင်ပစေုံမှစေကူတာခွေရနိုင်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကရဲ့ PPNM ကအောက်တိုဘာ၂၂ရက်မှာထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လကစတင်ပြီးအကျဉ်းထောင်မှဈေးဝလုံလောက်မှုမရှိတဲ့အပြင်ပြင်ပစေုံမှစေကူတာခံယူရမယ့်အရေးပေါ်လူနာတွေအနေနဲ့ထောင်အားနောက်ပိုင်းတွေကိုငွေကျပ်၅သိန်းကနေသိန်း၃၀အထိပေးမှကူတာခွေရရှိကြတာလို့ဆိုပါတယ်။ကျမကြီးဆိုရွားမှုကိုအခြေမတီပဲ ငွေကြေးပေးနိုင်မှုအပေါ်မှာအခြေတည်လာတဲ့အခါမျိုးမှာပြပဈေးရုံတွေကိုစေဝါမကူတာနိုင်တဲ့အခြေအနေထိပါဆိုးရွားလာပါတယ်။ပေးရတဲ့အခါမှာတော့ထုတ်ပေးတဲ့ထွက်ခွင့်ပြုလိုက်တဲ့ဝန်ထမ်းတွေကိုလက်ဖက်ရည်ပုံမုံဘူကတော့တယ်ဆိုပြီးမှခေါင်းစေအောက်ကနေပေးနေရတာဖြစ်တယ်လို့ PPN မှဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကပြောပါတယ်။ငွေကြေးမတက်နိုင်တဲ့အကျဉ်းသားတွေအနေနဲ့ပြင်ပစေယုံကိုသွားရောက်ပြီးစေဝါကူတာခွင့်မရတာကြောင့်ကျမ်းမာရေးစိုးရွားသူများပုံမှုများလာပြီး မတန်ဆွမ်းဖြစ်သွားရသူတွေနဲ့အသက်သေးဆုံးသူတွေအထိရှိခဲ့ကအဲ့ဒီထဲမှာနိုင်ငံရေးအကျဉ်းသားတွေလည်းပါရှိနေတယ်လို့ဆိုပါတယ်။စေဝါကူတာကိုလိုအပ်နေတဲ့လူတွေကိုပြင်ပစေယုံကိုမပို့ပေးတဲ့အခြေအနေတွေကြောင့်နောက်ဆက်တွဲရောဂါဆိုးဝါးခဲ့တာကလေးထောက်မှာပဲနိုင်ငံရေးအကျဉ်းသားတွေမတည်ဆုံးသင့်မဲ့တည်ဆုံးခဲ့ရတယ်။အရေးအတွက်အဖြစ်တော့နိုင်ငံရေးအကျဉ်းသားတည်ဆုံမှုဟာဒီလိုဖြစ်စဉ်တွေကြောင့်အနည်းဆုံးနှစ်ဦးပေါ်လို့ကိုတိုက်ထွန်းဦးကဆိုပါတယ် ကြားပြင်ခြောက်အတွင်းနိုင်ငံရေးအကျဉ်းသားတွေအပေါ်ဖိနှိပ်တဲ့အဖြစ်အပျက်တွေနဲ့သတင်းတွေထွက်ပေါ်လာခဲ့လျင်ခြောက်အနာပိုင်တွေကသရုပ်ပြတပ်ပုံရိုက်တာထောက်အနာပိုင်တွေကသရုပ်ပြတပ်ပုံရိုက်တာစစ်မှရေးဟောပြောခွဲတရံသရုပ်ပြလှုပ်ဆောင်တပ်ပုံရိုက်တာတွေလှုပ်ဆောင်ပြီးပြည်ထရေးဝန်ကြီးဌာနအခြေဦးစီးဌာနချုပ်ကိုပို့ဆောင်ကဖြေရှင်းလေးရှိတယ်လို့လည်းကိုတိုက်ထွန်းဦးကပြောပါတယ် ပြီးခဲ့တဲ့ဇန်နဝါရီလမှအောက်တိုဘာလအထိအကျဉ်းထောင်အသီးသီးမှာဖြစ်တန်ချခံနေရတဲ့နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့စေဝါဆောင်ရှားမှုလုံလောက်စွာမရရှိမှုနဲ့အရေးပေါ်စေကူတာခွင့်မရရှိမှုတို့ကြောင့်ထိဆုံးခဲ့တဲ့နိုင်ငံရေးအကျဉ်းသား28ဦးအထိရှိလာတယ်လို့ PPNM ရဲ့မှတ်တမ်းများအရသိရှိရပါတယ်။ဆက်လက်ပြီးရောက်ဝတီတွင်ကြာဖြတ်လုပ်ငန်းများကိုစတင်ထူထောင်ခဲ့သောရထိုက်ကုမ္ပဏီပိုင်ရှင်လည်းဖြစ် BGF ဘုံမူကြီးစောချစ်သူဤခိုးကွယ်သူလည်းဖြစ်တဲ့ရှီဂျီယောင်ကို ထိုင်းဆိုရကတရုတ်နိုင်ငံသို့ရာဇဝတ်တရက်ခံအဖြစ်လွှဲပြောင်းပေးတော်မူဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်တွင်ကြားဖြတ်လုပ်ငန်းကိုစတင်ထူထောင်ခဲ့သောရထိုက်ကုမ္ပဏီပိုင်ရှင်လေးဖြင့် PGF ကောင်းဆောင်ဘုံဘူးကြီးစောချစ်သူဤကိုးကွယ်သူလေးဖြစ်သောရှီကြီးချောင်းကို ထိုင်းဆိုရကတရုတ်နိုင်ငံသူရာဇဝတ်မှုများစွာ၏အလိုရှိသောတရက်ခံအဖြစ်လွှဲပြောင်းပေးတော်မူဖြစ်ကြောင်းထိုင်းသတင်းများတွင်ဖော်ပြထားသည်အကြံဖက်စစ်တပ်လက်အောက်ခံခရီးနေချောင်းဆောင်တန် BGF ကောင်ဆောင်စောချစ်သူ၏စီးပွားရေးမိဖန်ရွှေကုတ်ကိုမျိုးတစ်ကိုစတင်တည်ထောင်ခဲ့သူရထိုက်ကုမ္ပဏီပိုင်ရှင်နှင့်ကြားဖြန့်ကောင်ဆောင်ရှိကြီးချောင်းကို2022ခုနှစ်တွင်ထိုင်းဆိုရကဗန်ကောက်မြို့တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါသည်။ရှိကြီးချောင်းကိုထိုင်းဆိုရကအွန်လိုင်းငွေလိမ်ကြားဖြတ်လုပ်ငန်းများနှင့်လောင်ကစားအမှုများကြောင့်ဖမ်းဆီးခဲ့ခြင်းဖြစ်ပါသည်။ ရှီဂျီချောင်းကိုထိုင်းဆိုရကတရုတ်နိုင်ငံသို့လွှဲပြောင်းပေးရန်အတွက်အခြေခံဥပဒေနှင့်ညီမညီအခြေခံဥပဒေခုံရုံး၏ဆုံးဖြတ်ချက်ကိုစောင့်ထိန်နေခဲ့ခြင်းဖြစ်ပြီးယခုအခါထိုင်းအခြေခံဥပဒေခုံရုံးကအခြေခံဥပဒေနှင့်ညီညွတ်ကြောင်းဆုံးဖြတ်လိုက်ကြောင်းသိရပါသည်။ရှီဂျီချောင်းမှတရုတ်နိုင်ငံတွင်လောင်ကစားနှင့်ရာဇဝတ်ကိုင်းများထူထောင်ခဲ့ပြီးထွက်ပြေးလာခဲ့သူဖြစ်ကကမ္ဘောဒီးယားနိုင်ငံသားအဖြစ်လည်းခံယူထားသူဖြစ်သည်။ရှီဂျီချောင်းကို တရုတ်ဆိုရကအလိုရှိနေပြီးရှိကြီးချောင်းကိုအွန်လိုင်းငွေလိမ်မှုလူကုန်ကုန်မှုငွေချေးခဝါချမှုများအပါအဝင်ရာဇဝတ်မှုများစွာဖြင့်တရုတ်ဆိုရကအလိုရှိနေခြင်းဖြစ်ပါတယ်။ဆက်လက်ပြီးအာဆီယံထိပ်သီးအစည်းအဝေးတက်ရနိုင်ငံခေါင်းဆောင်နှင့်အကြီးအကဲတချို့မလေးရှားတို့စတင်ရောက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ကွာလာလပူမြို့မှာအော်တိုဘာလ26ရက်မှ28ရက်အထိကျင်းပမယ်။58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန်ကမ္ဘာနိုင်ငံအသီးသီးမှကောင်းဆောင်များနဲ့အကြီးအကဲချို့ဟာယနေ့အော်တိုဘာ24ရက်တွင်မလေးရှားသို့စတင်ရောက်ရှိလာသည်။အာဆီယံ17နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာမယ်။တီမောလက်စတေနိုင်ငံဝန်ကြီးချုပ်ခီရာလာဆာနာနာဂူစမာအိုတီလိန်ဒီလေပိုင်းတွင်မလေးရှားနိုင်ငံသို့ရောက်ရှိလာသည်။ 1969ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည့်အာဆီယံ၏အစည်းအဝေးများအနက်အကြီးမားဆုံးဖြစ်လာပွဲရှိသောယခုထိပ်သည့်အစည်းအဝေးသို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တရုတ်ဝန်ကြီးချုပ်လီချန်နှင့်ကမ္ဘာကောင်ဆောင်များတက်ရောက်ရန်ပြင်ဆင်ထားသည်။ယနေ့အောက်တိုဘာ24ရက်နေ့တွင် ကွာလာလမ်ပူအပီပီဆိုင်ရာလေဆိပ်သို့ဘရာဇီးသမ္မတလူလာဒါစေဘောင်တောင်အာဖရိကသမ္မတမာတာမီလာဆိုင်ရယ်ရာမာဖိုစာအင်ဒိုနီးရှားနိုင်ငံသား၏ဝန်ကြီးဆူဂျီယိုနိုတို့လည်းရောက်ရှိလာသည်။ ခေတ်သစ်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတူးများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။